လဲရိုက်နေပြီးတန်တရာလဲနေတဲ့ဆရာကြတဲ့ခံစစ်မှု၃ရောက်ရဲ့အပြောင်းရွှေ့မင်္ဂလာပါကုခင်းစတဖုတ်ဘောရှိုးကနေကြိုဆိုပါရစေဗျကျွန်တော်ကုခင်းပါအဲဒီဗီဒီယိုလေးမှာတော့ပတ်လည်ရိုက်နေပြီးတော့တန်တရာလဲနေတဲ့ကဘာဆင့်ခံစစ်မှု၃ရောက်ရဲ့အပြောင်းရွှေ့ကို ျွန်တော်ချင်းကက်သုံးသက်ဆွေးနွေးတော့မှာဖြစ်ပါတယ်အဲ့ဒီခံစမှု၃ရောက်တော့လီဗာပူးတင်နောက်ခံလူအီဘရာဟီမာကွန်နာတီခရစ်စတယ်ပယ်လစ်အသေးရဲ့နောက်ခံလူမက်ဂွီးနဲ့ဘိုင်းမင်းရဲ့အသေးရဲ့နောက်ခံလူဥပါမီကာနိုတို့ပဲဖြစ်ပါတယ်ဒီ၃ရောက်ရဲ့အပြောင်းအရွှေ့ကအရင်စိတ်ဝင်စားစရာကောင်းတယ်အချင်းနေချင်းလဲတူတယ်ခြေသွမ်းချင်းလဲတိတ်မကွာတဲ့ကစားသမားတွေအသက်အရွယ်ပိုင်းမှာသွားတူတယ်ဗျာအီဘရာဟီမာကွန်နာတီနဲ့ဥပါမီကာနိုတို့ကပြင်သစ်နောက်ခံလူတွေထဲမှာ generation တစ်ဆက်တည်းပေါ်တဲ့ကမ္ဘာအဆင့်နောက်ခံလူတွေပေါ့နော်လက်ရှိအချိန်မှာတော့ဒီနေရာရဲ့ခြေသွမ်းပိုင်းနဲ့ class ကိုတိတ်လေ ည်းကျွန်တော်ညှိုးနေစရာမလိုတော့ပါဘူးအသက်က26နှစ်ရှိပြီမကွီးကတော့တနစ်ငယ်တယ်အသက်25တိုးတော်လဲဒီကစားသမား3ယောက်လုံးရဲ့ခြေစွမ်းပိုင်းအတွေ့အကြုံပိုင်းလက်ရှိပြသနေတဲ့စွမ်းဆောင်ရည်အားလုံးကတံတန်းထဲမှာသတ်မှတ်လို့ရတယ်တနည်းအားဖြင့်များလက်ရှိ modern ball လောကရဲ့ခံစင်မှုတွေထဲမှာမင်းအကောင်းဆုံးနောက်ခံလူတွေထုတ်ပြပါกว่าဆိုရင်အဲ့ဒီ3ယောက်ကိုတယောက်ချင်းစီထုတ်ပြလိုက်အကုန်လက်ခံရမယ်အခြေအနေမျိုးဆိုတော့ခြေစွမ်းပိုင်း သင်းရဲ့ဥစည်းဥဆောင်မှုပြုနိုင်စွမ်းအသက်ရွယ်ပိုင်းအားလုံးဟာတူညီနေတယ်လို့သူတို့ရဲ့ contract details ပါတူညီနေတယ်။ဘာကြောင့်လဲဆိုတော့ဒီကစားသမားတွေဒီအခုလာမဲ2026မှာစာချုပ်တက်တန်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ဆိုတော့ဒီကစားသမားတွေကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်လို့ရမဲ့အခွင့်အရေးတွေတိတ်မကြခင်အချိန်တွင် ရလာတော့မှာဇန်နဝါရီပြောင်းရွှေ့ကာလအလွတ်နဲ့ဇန်နဝါရီမှာခေါ်ယူလို့ရတယ်ပြောတာမဟုတ်ဘူး။စာချုပ်တက်တန်း6လပဲကျန်တော့တဲ့ကစားသမားတွေဒီနောက်ထပ် club တင်တင်းနဲ့ ကြိုတင်သဘောတူညီမှုရယူထား권ရှိတယ်။စာချုပ်သက်တမ်းကြံနေသေးတဲ့အချိန်မှာတော့သူ့ရဲ့လက်ရှိကလပ်မှာပဲကစားနေလိမ့်မယ်။ဒါမှမဟုတ်တခြားကလပ်တင်းတွေကိုမပြောင်းတော့ဘူးဗျာ။အာယုမနောက်တော့ဘူးကြိုတင်သဘောတူညီမှုယူထားလိုက်တဲ့သဘောမျိုးဒီ6လကြာရင်ကစားသမားရဲ့အေဂျင့်တွေကလှုပ်ဆောင်လို့ရပါတယ်။ဒါကတရားဝင်မှာ။ဆိုတော့လက်ရှိဒီကစားသမားတွေကိုပေးရမယ့်ကာလပေါက်ကြီးကပေါင်တန်း60အထက်ပဲရှိတယ်။အလွတ်ရမှာလေ။အလွတ်ရတာ ဟိုပြောင်းရွှေ့ကြီးပေးရတာကိုဘေးပယ်ထားပါတိတ်လဲကွာတာတော့မဟုတ်ပါဘူးအလွတ်နဲ့ရတယ်ဆိုရင်လည်းတို့လောက်ခပမာဏတွေပူပေးရတယ် agent fees တွေပူပေးရတယ်เนาะဒါပြင် signing bonus တွေပေးရတယ်ဆိုတော့တိတ်မကွာဘူးပြောင်းရွှေ့ကြီးပေးရတယ်အတူတူပဲတွတ်တော့တကယ်ကဘာအဆင့်ကစားသမားတွေဖြစ်တဲ့အတွက်ကြောင့်ခန်းစစ်မူးတယောက်လိုအပ်နေတဲ့ club သင်းတွေအတွက်တော့ဒါဒီရွှေတွင်ကြီးဖြစ်ပါတယ်ဒီ၃ယောက်ကိုပေကစားသမားဖြစ်ဖြစ်အလွတ်နဲ့ရလိုက်ရင်ငါတို့နောက်တဲ့တနေရာအတွက်ရေရှည်စိတ်အေးရတယ်ဆိုတော့ တွေးကိုယူဆမျိုးနဲ့ဒီကစားသမား၃ယောက်ကိုအပြိုင်ဆိုင်လိုက်နေကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီကစားသမား၃ယောက်ရဲ့အပြောင်းရွှေ့တွေကကျွန်တော်ဒီတဲမှာပြောသွားသလိုမျိုးပဲတပတ်လည်ပြီးတန်ရလဲနေတယ်ဘလို့တပတ်လဲပြီးတန်ရလဲနေတာလေပထမတယောက်အီဘရာဟီမာကူနာတီလီဗာပူးကလက်မလျှော့သေးဘူးစာချုပ်တက်တန်းတိုးဖို့ကြိုးစားနေတယ်ဒါကလည်းမှန်တယ်ဒီနောက်ဆုံး6လတွင်ဝင်နေပေမဲ့လီဗာပူးမှာကြိုးစားခွင့်ရှိတယ်ကူနာတီကြိုတင်သဘောတူညီမှုမရထားရင်ပြောတာโอเคနောက်တဲ့တစ်ပိုင်းကအီဘရာဟီမာကူနာတီကိုခေါ်ဂျင်နေတဲ့ကလပ်တွေရီယယ်မက်ဒရစ်ရီယယ်မက်ဒရစ်ကအလွတ်ပြောင်းရွှေ့ခြင်း နဲ့ကိုနာတေးကိုစောင့်ကြည့်နေတာကြာပြီနောက်တစ်ကစားသမားတယောက်ဂွီဟီဂွီကတော့နည်းနည်းမန်နိုင်ကြတယ်လို့ပြောရမယ်ဘာကြောင့်လဲဂွီကိုလိုချင်နေတဲ့ကလပ်တင်းတွေကများနေတယ်လီဗာပူးလီဗာပူးဒီကိုနာတေးသာမတော်တဆအသင်းကနေလက်လွတ်လိုက်ရမယ်ဆိုရင်မဂွီကိုခုံချင်နေတဲ့ကလပ်တွေထဲမှာထိတ်ဆုံးကအသင်းတစ်သင်းဖြစ်ပါဝင်နေတယ်။ဒါအပြင် Real Madrid Madrid ကလည်းကိုနာတေးကိုမတော်တဆလက်လွတ်လိုက်ရရင် McGuire ကိုဦးစားပေးပြမဲ့အဖြစ် တ်မှတ်ထားတယ်အဲတချို့သတင်းတွေထဲမှာလဲကိုနားတိတော်မခေါ်တော့ဘူးဗျာ မက်ကွီးကိုပဲဦးစားပေးပြစ်မှတ်အဖြစ်ရီယယ်မက်ဒရစ်ကသတ်မှတ်ထားတယ်လို့ဒါသတင်းဖော်ပြချက်တွေကျွန်တော်တို့တွေ့ရတယ်။ဒါအပြင်ဘိုင်ယန်မြူးနဲ့မက်ကွီးကိုခေါ်ယူချင်နေတဲ့ကလပ်သင်းတွေမှာတသင်းပြစ်ပါဝင်နေတယ်။ဘာကြောင့်လဲ။ဥပါမီကာနိုမတော်တဆအသင်းကနေလက်လွတ်ခဲ့ရသည်ရှိသောထွက်ခွာသွားခဲ့သည်ရှိသောဂွီးကဒီနေရာမှာအကောင်းဆုံးအစားထိုးပေးနိုင်မယ်လို့ယူဆထားတဲ့အတွက်ကြောင့်။ကဲနောက်ဆုံးတစ်ယောက်ဥပါမီကာနိုဘိုင်ယန်မြူးနဲ့ကလည်းလီဗာပူးနီးတူပဲဥပါမီကာနိုကိုစာချုပ်တံတန်းတိုးဖို့တော့ကြိုးစားနေတယ်။ဒါပေမဲ့ လက်လွတ်ခဲ့ရသည်ရှိတော်ဆိုရက်အတွေးခေါ်မျိုးကြောင့်ဒါကိုနာတေကိုလည်းစိတ်ဝင်စားမှုရှိတယ်လို့ဂူဟီကိုလည်းစိတ်ဝင်စားခြင်းနေရှိနေတယ်ဆိုတော့ဥပါမီကာနိုကိုဘယ်ကလပ်တွေကပြန်လဲစိတ်ဝင်စားလာတယ်လဲနေတာတော့လီဗာပူးမတော်တဆကိုနာတေထွက်ခွာသွားတယ်ဂူဟီလည်းမရဘူးဆိုဥပါမီကာနိုကလီဗာပူးအသင်းရဲ့ပြစ်မှတ်တစ်ခုဖြစ်နေတယ်အဲရီယယ်မက်ဒရစ်အသင်းကလည်းဂူဟီရောကိုနာတေရောမရဘူးဆိုရင် ဥပမီကာနိုကပြစ်မှတ်ဖြစ်နေ။အဘိုင်မီနစ်ကလည်းခွာချက်ပြန်ချက်ထားတယ်။သူတို့ဥပမီကာနိုစာအုပ်တတ်တယ်မထိုးနိုင်ရင်ဂူဟီရောကိုနာဒီရောတယောက်မှုတယောက်ရမယ်။ဆိုတော့အားလုံးကလဲနေတယ်ကျွန်တော်အခုတော့မနေရှင်းပြနေရတယ်။ဒီကစားသမား၃ယောက်ဒီ level 2ကစားသမားတွေဖြစ်တဲ့အတွက်ကြောင့်အခုလိုမျိုးအသင်းတွေကလိုချင်နေတာလည်းဖြစ်ပါတယ်။ ဟုတ်ကဲ့အခုဗီဒီယိုကိုကုညီပတ်မှုထားတဲ့ပိုကင်မှာ iMac 6ကို၅ဒေါ်လုံးမေး Sport 8စုံနဲ့ One X Pro ကိုကစားလို့ရပါတယ်။မြန်မာအချင်းနဲ့တည်တံ့ကစားလို့ရသလိုဘန်းဝင်နဲ့လည်းကစားနိုင်ပါတယ်။အသေးသေးသိချင်တယ်ဆိုရင်တော့ပမာဏ6ဒေါ်လုံး9ဒေါ်လုံး5ဒေါ်လုံးမှဆက်သွယ်ဆုံးနဲ့မေးမြန်းလို့ရပါတယ်။ဆိုတော့ဘာတွေကွာသွားလဲဒီကစားသမားတွေကဘလို့အသင်းနေနဲ့ဘယ်ကစားသမားတွေကပိုတင့်တော်တယ်လဲဆိုတဲ့အပိုင်းတွေပါကျွန်တော်ဆက်လက်ဆွေးနွေးကြည့်အောင်။တကယ်တော့အားလုံးကဒန်းတူပဲ။အားနည်းချက်အားတာချက်ကိုသိရှိတယ်။အားတာချက်တရားတော့များပါတယ်။အနည်းငယ်ကွာခြားတဲ့အပိုင်းလေးတွေတော့ရှိတယ်။ဥပမိကနိုပထမဆုံးတရား ပမိကနိုဒီဒီ3ယောက်ထဲမှာကျွန်တော် passes accuracy ဘောလုံးပေးပို့မှုအတိအကျဆုံးခံစစ်မှုတစ်ယောက်ဘောလုံးပေးပို့ဖြန့်ဝေတာတွေအရင်ကောင်းတယ်ဘောပလင်းအရင်ကောင်းတယ် defender တစ်ယောက်ပေါ့နော်အဲ့တော့ who score ရဲ့ ဖော်ပြချက်အရဥပမိကတော့ဒီနှစ်ဘောလုံးရာသီမှာ6ပွဲဆော်ထားတယ်6ပွဲဆော်ထားတဲ့နေရာမှာကုနာဝကိုနာတင်းနဲ့မကွီးဒန်အဲ့ဒီ pass success percentage ပေါ့နော်ဘောလုံးပေးပို့တာအတိကျတဲ့အောင်မြင်မှုတွေပိုများတယ်ဘယ်လောက်ထိများလဲဆိုတော့92.6%ထိရှိတယ်ဒါတောင်မှ Ibrahim ကိုနာတင်းနဲ့မကွီးလောက်ပွဲဆော်ထားတာမဟုတ်ဘူးဟုတ်ပြီအဲ့တော့ passes တွေဥပမိကတော့ပိုကောင်းတယ်ဆိုရင် မကွီးကဘာကောင်းလဲမကွီးကကျတော့ leading AN ကောင်းတယ် commanding AN လုံနိုင်နောက်ကလူတယောက်က passes ဘယ်လောက်ကောင်းကောင်းရင်ကုန်နှုတ်ပိတ်ပြီးရှောက်ဆော့နေလို့ ို့မရခံစင်မှုတွေကိုဘေးနားသူ့ရဲ့ teammates တွေကိုတောက်လျှောက်ရှစ်တက် highlight တွေ highlight တွေနောက်ဆုတ်နောက်ဆုတ်ဂိုးသမားကိုဘလို့နေအဲ့လိုမျိုး command တောက်လျှောက်ပေးနိုင်နေရမယ်ဒါပြင်ရဲရင်ရမယ်အမြင်မောရှင်းထုတ်မှုလားတွေ့ဝေနေလို့မရဘူးခုပဲခုနေလို့မရဘူး ပြိုင်တိုက်ရမယ်စိုင်တိုက်ရမယ်နောက်ပြီးတော့ပါနဲ့ရမယ်ညံရီကောင်းရမယ်အဲ့ဒီဘိုင်းဒီမှာမကွီးကအာသာချက်တွေအများကြီးရှိတယ်ဒါ့အပြင်ရှစ်တက်ပြီးတော့ဂိုးသွင်းနိုင်တဲ့မှာလည်းမကွီးကပိုကောင်းနေတယ်ကျွန်တော်ရှစ်ပါဂိမ်းနေဆိုရင်မကွီးကဒီကစားသမား၃ယောက်ထဲမှာဒါအများဆုံးလို့ပြောလို့ရတယ်၃ရက်တမ9ချိန်တပွဲမှာကန်သွင်းမှုအရေအတွက်ကဂျန်နဲ့၂ယောက်ထက်တိတိတသာကိုပိုများနေတယ်ကိုနာတေးက၃ရက်တမ4ချိန်ဖြစ်ပြီးဥပါမီကာနိုက၃ရက်တမ3ချိန်ပဲရှိတယ်အဲ့တော့ကြောင့်ဂူီကပဲလစ်အသင်းမှာတကူးသွင်းပြီးတော့တကူး ဖန်တီးထားတယ်။နောက်ဆုံးတစ်ယောက်အီဘရာဟီမကိုနာတွေသူကြတော့ဘာပို့ကောင်းလဲဆိုတော့ area jewelry ပို့ကောင်းတယ်။ခွန်အားပို့ရှိတယ်။ဒီ၃ယောက်လုံးထဲမှာခွန်အားအပြည့်ဆုံးအကျန်းဆုံး player ကအီဘရာဟီမကိုနာတွေအလုံးလိုက်အရင်လိုက်ဝင်ပြီးဖြုတ်မဲ့ player မျိုး။သူကဥပမီကာနိုလောက်တော့ဘောလုံးပေးပို့မှုတွေမကောင်းပေမဲ့မကွီးတက်တော့ဘောလုံးပေးပို့မှုတွေပိုကောင်းတယ်။ဒါကလက်ရှိချိန်မှာဆွဲဆောင်ထားတဲ့ဆွဲဆောင်ရေးပဲပြောတာနော်။သူရဲ့ possess success percentage က91.3% 7ရှိတယ်။ McGuire 86.4ပဲရှိတယ်။ Upamecano က92.6ပေါ့နော်။ဒါကလည်းသူတို့ကစားတဲ့အသင်းနဲ့လည်းအနည်းငယ်တော့စိုက်ပါတယ်။ McGuire ကဘောပလေးရင်လုံးဝမကောင်းတာတော့မဟုတ်ဘူး။ထပ်ပါရဗျာ Glasner ရဲ့ Palace အသင်းနဲ့ကစားရတာနဲ့ Arnaslot ရဲ့ Liverpool နော် Vincent Kompany ရဲ့ Bayern Munich နဲ့ကစားတဲ့အခြေအနေချင်းကွာတယ်။ကစားသမားချင်းလည်းမတူအသင်းရဲ့ကစားပုံချင်းလည်းမတူနီးပြားတွေရဲ့ level ချင်းလည်းမတူဘူးပေါ့နော်။အဲ့တော့ကြောင့် McGuire ကတော့အဲ့ဒီအပိုင်းမှာအနည်းငယ်လေးလျှော့သွားတာပါ။ထပ်ပါ အဲ့တော့တချို့သောခုံပြန်ကြော်လားရှင်းထုတ်နိုင်မှုဘိုင်းတွေမှာအီဘရာဟီမာကိုနာတီးကကျွန်တော် area wins က3.6ချိန်ရှိတယ်။ဒါပွဲစဉ်တပွဲ area win ပြောတာ။မက်ဂွီးဆိုရင်2.8ချိန်ဖြစ်ပြီးဥပါမီကာနိုကအဲ့ဒီ area wins တွေအားနေတယ်3.3ချိန်။ဆိုတော့ကျွန်တော်ညီတို့ဒါတိတာထင်ရှားအောင်သူတို့ရဲ့ ability တွေကိုတစ်ချက်ချင်းစီထုတ်ပြီးတော့ပြောခဲ့တာ။အဲ့တော့ဘယ်ကစားသမားခေါ်ခေါ်အားနေချက်ရှိသလိုအားသာချက်ရှိတယ်။အကုန်လုံးကအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပဲရမယ့် player တွေဖြစ်တဲ့အတွက်ကြောင့် club team တွေက ငါတို့ရဲ့ဘယ်ကစားသမားထွက်သွားရင်ဘယ်ကစားသမားအစားထိုးမယ်ဆိုပြီးတော့အာတီတာပြင်ပြနေတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ညီကိုရောဒီကစားသမား၃ယောက်ရဲ့ပတ်လည်ရိုက်နေတဲ့အပြောင်းအရွှေ့ကိုဘယ်လိုမျိုးဝင်ရောက်ဆွေးနွေးခြင်းလဲ comment ထဲမှာရေးသားသွားလို့ရပါတယ်ခင်ဗျာ။